အမျိုးသမီးများဖျားဆင်းတုတော်များကိုထိတ်ကင်ပြီးရေတက်ပယ်တဲ့အခါမိမတွေကဖျားကိုမထီကောင်းဘူးအပြစ်ဖြစ်တတ်တယ်လို့ပြောနေကြပါတယ်မှန်မှန်မှန်ဖြေကြပေးပါဆရာတော်တဲ့ဒါကဘာမှနားမလဲပဲနဲ့အမျိုးသမီးတွေကိုနှိမ်ပြီးပြောတဲ့စကားပါနော်မြတ်စွာဘုရားဖျားဖြစ်ပြီလို့ကပိလဝုနေပြီးတော့ကိုပြန်ကြွတဲ့အခါမှာလူဘဝတုန်းကဇနီးတော်ဆက်ခဲ့တဲ့ရတော်ရရာအမျိုးသမီးဤအဆောင်ကိုကြွပါတယ် အဆောင်ကိုရောက်တဲ့အခါမှာရတောရရာအမျိုးသမီးဟာမြတ်စွာဘုရားဤခြေတော်ကိုလက်နဲ့ထိတ်ကင်ပြီးငိုကြွေးတယ်လို့ဆိုပါတယ်။စဉ်းစားကြည့်ပါအမျိုးသမီးတွေဟာဘုရားကိုထိလို့မရဘူးဆိုရင်အဲ့ဒီနေရာမှာမြတ်စွာဘုရားဟာတားမှာဖြစ်ပါတယ်။အခုတော့မတားတဲ့အပြင်မြတ်စွာဘုရားဟာခွင့်ပြုတော်မူပါတယ်နော်။တတ်တော်ထင်ရှားဘုရားရှင်ကိုတောင်မှအမျိုးသမီးတယောက်ကထိတ်ကင်ပြီးငိုကြွေးသေးရင်ဘုရားစင်တုတော်များကကုသိုလ်စိတ်နဲ့ထိတ်ကင်ပြီးရေသက်ပေတာဟာ ဘာအပြစ်မှမဖြစ်ပါဘူးကုသိုလ်ပဲရပါတယ်เนาะ